မင်္ဂလာပါအလုံများလို့နမ်းမလျှောက်ဖြစ်တဲ့နေ့တွေမှာကျွန်တော်အခုပြမယ့်လေ့ကျင့်ခန်း၄မျိုးကိုတစ်မျိုးကို10မိနစ်စီလောက်လေ့ကျင့်ကြည့်ဖို့အကြံပြုချင်ပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ stepping ပုံစံလေးပဲလက်ကလေးပါပါပေါ့ stepping လေးလို့ရအောင်ဖြစ်ပါတယ်နော် okay စမ်းကြမယ်ခြေထောက်ရဲ့လက်ရုပ် stepping လေးလုပ်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို10မိနစ်လောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးကတော့လက်ကို circle ပုံစံလေးရှေ့မှာလှည့်နေမယ်နောက်ကတော့ နောက်ကိုအပေါ်ကိုကွေးတင်ပေးရမယ့်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုလည်း10မိနစ်လောက်ကြိုပေးရမှာဖြစ်ပါတယ်ဗျာ။တတိယလေ့ကျင့်ခန်းလေးကတော့နေရာမှာလက်ထောက်ထားပြီးမှဒူးကောင်းလေးကိုတစ်ဖက်ချင်းစီအပေါ်ကိုဆွဲကွေးတဲ့ပုံစံမျိုးလေးလေ့ကျင့်ရမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုလည်း10မိနစ်လောက်ကြိုပေးရမှာဖြစ်ပါတယ်ဗျာ။နောက်ဆုံးလေ့ကျင့်ခန်းလေးကတော့နေရာမှာလက်ထောက်ထားမယ်။နည်းနည်းလေးဒူးနည်းနည်းကွေးတိုင်းပေါ့နော်။ကွေးပြီးရင်ခြေောက်ကိုဘေးလေးကိုလှမ်းမယ်၊ပြန်ဆုမယ်၊နောက်တစ်ဖက်လှမ်းမယ်၊ပြန်ဆုမယ်။ပြန်ညာလေးလှမ်းပေးရမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုလည်း10မိနစ်လောက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျာ။ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်း၄မျိုးကို၁မျိုးကို၁မိနစ်စီလောက်ကိုကအလုံများလို့လမ်းမလျှောက်ဖြစ်တဲ့ရက်တွေမှာထည့်သွင်းလေ့ကျင့်လို့ရပါတယ်။ဒီလေ့ကျင့်ခန်းလေးတွေကအသွေးလေသွားမှုကိုအားကောင်းစေတဲ့ပြင်ခန္ဓာကိုလှုပ်ရှားမှုတွေကိုလည်းပုံပုံမြင့်တင်ပေးတဲ့လေ့ကျင့်ခန်းမျိုးစားလေးတွေဖြစ်ပါတယ်။လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတို့အဆင်ပြေမယ်ကြိုးစီမှုလို့ကျွန်တော်ပြောနေပါတယ်။ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကုလူလေးပါ။ ပေါင်နေရကျွဲသူတွေနဲ့အလုပ်များလို့လေ့ကျင့်ခဲ့မယ်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေပြန်လဲကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီနေပြပေးနေတဲ့ fellow guide တယောက်ဖြစ်ပါတယ်ခင်ဗျာ